အဲ့ဒါမှတ်ထားကွာပညာမတတ်ရင်သူများခိုင်းရလို့ရတယ်အဲ့ဒါပြောမှတ်ထားနော်ပညာမတတ်ရင်သူများခိုင်းရမလို့ချင်ဘူးကိုရှိကိုလက်နဲ့ကိုရဲ့အုံနောက်အရေးချင်းစွန့်ရင်လည်းလွတ်လွတ်ချင်းပညာတတ်ဖို့လိုတယ်ပညာတတ်ဖို့လိုလားမလို့ဘူးလားဒါကြောင့်မြတ်စွာဘုရားရှင်တော်တခုတည်းပြောလိုက်တယ်ပညာနဲ့ပဲဆိုင်ပညာနရဏံရတနံ ਨੇ ပညာဆိုကြည့်ပါဦး နရနရတနရတနဣညာနရနရတနဣညာနရနရတနယရနရဲမှာပညာယရနဟာအကောင်းဆုံးအကြီးမြတ်ဆုံးပဲရွှေမရှိလို့လည်းဘာမှဖြစ်ဘူးနော်ငွေမရှိလို့လည်းဘာမှဖြစ်နေဘူးပညာမရှိရင်တော့ဒုက္ခအကုန်ဖြစ်လို့လား အဲ့တော့မေးတယ်ရမရှိမေးတယ်ရရှိတယ်ငွေမရှိဘဲနဲ့ money scan code လို့ပြောတာတကယ်လို့ငွေနောက်လိုက်ငွေမရှိဘဲမလိုတော့ငွေရအရာရာတိုင်းမှာငွေရဖြည့်ရှင်းနိုင်နေရမဟုတ်ဘူးဆိုတော့ပညာကတော့အရာရာတိုင်းမှာဖြည့်ရှင်းနိုင်ဥပမာကွာမင်းတို့ပတ်သက်ရှိတယ်ကျမကြီးမကောင်းဘူးစိတ်ကုလို့မရဘူးလားမရဘူးဗျာဆိုတော့ပညာတက်တဲ့လူကြတော့ကျမကြီးကိုဆောင်ရှောက်လိုက်တယ် prevent is better than cure ဘယ် ကျူတီကာွယ်ရဲ့အကုသခြင်းနဲ့ကောင်းတယ်ဆိုတော့တွတ်တောင်းတာယောဂမရတယ်ဘူးလေအဲ့ဒါမလားယောဂရတယ်ဆိုရင်လည်း तू ကကုသတယ်ဆိုတော့ तू ရတယ်မြင်တယ်ထရီမန့်ယူတယ်ဆိုရင်ဆရာကလမ်းညွှန်ချက်တိုင်း तू ပညာတတ်တယ်လေစဉ်းစားတတ်တယ်ဩဆရာကဒီလိုစားဒီလိုတောက်ဒီလိုနေဒီလိုလေ့ကျင့်ခန်းလုပ်ဆိုလိုက်လုပ်တယ်ပညာနည်းတဲ့သူကြတော့မလုပ်ဘူးနော်ဆရာကတည့်ဆို तू နှစ်လုပ်ချင်းလုပ်တာအဲ့လိုမျိုးတွေလုပ်တာအဲ့ဒါပဲ နေရာတိုင်းမှာပညာကလေစိတ်ကူးတဲ့နေရာမှာလည်းအရေးကြီးတယ်။အိန္ဒာတက်တဲ့နေရာမှာအစားထားပညာအရေးကြီးနေရာတိုင်းမှာကမောတော့မြတ်စွာဘုရားရှင်ကနော်အိန္ဒာတက်တဲ့နေရာမှာဟိုးခေဆက်ဆက်ကတော့လုံချောင်းသုံးတာဟုတ်ကရေရလည်းအဲ့တော့မပေါ်သေးဘူးဟုတ်လားရေချွေတာတာလည်းဖြစ်ပြန်တိတ်မပေါ်သေးတာလည်းဖြစ်တယ်ရှူးတွေလည်းမပေါ်သေးဘူးကွာအခုတော့မင်းတို့နိုင်ငံခြားမြန်မာပြည်ကထွက်ပြီးဆိုနိုင်ငံခြားတွေသွားပြီးဆိုရင် အရေးတွေဘာတွေသိမသောအောင် American system ဆို American standard ဆိုရင်သူက tissue တွေဘာတွေနဲ့သုံးအောင်အဲဒါဆိုမလို့လေရင်ပေါ်ရောက်ပြီဆိုတာနဲ့အင်နာတက်ပြီးရေဆေးတရာမရှိတော့သူ tissue ပေးမယ် tissue နဲ့သုံးပေါ့ပြေကအဲ့ရေအင်နာရေဆွဲတဲ့အခါရေနဲ့ဆွဲတာဆိုတော့လေနဲ့ဆုပ်တာအဲ့ရေကြီးတယ်ပြီးသူရဲ့အိတ်ထဲမှာ story လောက်ထလာပြီးမှသူတက်ကြံနေရရမှတာပြန်ပြီးတော့ ဖြည့်စီဖြစ်တာပေါ့နော်ဆိုတော့ဒီလိုမျိုးရှိပြောချင်တာကကဘာကဒီလို trader တဲ့ဘက်ကိုသွားသူမြတ်စွာဘုရားရှင်အဲ့ဒီဟာကိုအစိုးရနေခေါ်ခဲ့တယ်အဲဘုန်းဘုန်းတို့ရှစ်ခက်ကတော့ဒုတ်ချောင်းနေတုံရတာအဲ့ဒုတ်ခေါက်ဒုတ်ချောင်းနေတုံတဲ့နေရာမှာတော့မနဲ့မြတ်စွာဘုရားရှင်မတုံးအောင်အလေးပင်သွားပြီးပြီဆိုရင်ဘာသောမှာဒုံချောင်း6မျိုးဆိုပြီးလို့ပြောတာရှိတယ်။ကွဲတဲ့ဒုံချောင်းနေ၊ကျန်းတဲ့ဒုံချောင်းနေ၊ဆူပါတဲ့ဒုံချောင်းနေ၊ဆွေးတဲ့ဒုံချောင်းနေ ကယ်ရမယ်ဒီမဆုံးအောင်မြတ်စွာဘုရားရှင်ဘလောက်ပိုင်လိုက်လဲနော်အိနာတက်ပြီးတော့ပြောမင်းတို့အရေးစကားပြီးဤပါပြီးတော့တောင်းမနေဘယ်တော့မသုံးနေလို့ဒီတော့တောင်းနေအသေးစိတ်သူသားသမီးတွေကိုစောင့်ရှောက်ခဲ့တယ်တရားတဏ္ဍာရဲ့ပုံကိုယ်တွေဘုရားရှင်ကမြေစီကန်တဲ့ကောင်လောကမှာစီကန်အကောင်ဆုံးအဲ့ဒါကြောင့်ဘုရားပြတယ်စီကန်ကောင်လို့ဘုရားပြတယ်ဘာကြောင့်ဘုရားပြတာစီကန်အကောင်ဆုံးစရဏ35ပါးဆိုစီကန်နေပဲလीဟုတ်လားစီကန်ကောင်တော့ ဉာဏ်ကလည်းမကောင်းဘူးလို့ဆိုဉာဏ်ကလည်းကောင်းဒါကြောင့်ဉာဏ်ကောင်းလို့ဖရားဖြစ်ဘာကြောင့်ဖရားဖြစ်လဲနောက်တစ်မျိုးစီကံကောင်းလို့ဖရားဖြစ်အေးအဲ့ဒါဆိုကြီးကျက်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေဆိုဉာဏ်လည်းကောင်းတယ်စီကံလည်းကောင်းဉာဏ်ဘလောက်ကောင်းအောင်စီကံမကောင်းတဲ့ပုဂ္ဂိုလ်တွေကအောင်မြင်မှုကိုမရနိုင်ရရင်လည်းရရှိမတည်တတ်စီကံဘလောက်ကောင်းအောင်ဉာဏ်မပါတော့လေလူရပန်းနိုင်မရဘူးစီကံမရှိတဲ့အာမန်လူကောင်းတယောက်တော့ဖြစ်တယ်တို့တော့လူရပန်းနိုင်ရောက်ဖို့ခက်တယ် ။ဒါကြောင့်စီကံရောညံရောအရေးကြီးလားမကြီးဘူးလား။ကြီးတယ်အဲ့ဒါပြည်သူနေတဲ့မှာတော့အဲ့ဒါတွေကိုအဓိကထားပြီးသင်တာပါ။စီနဲ့ကံနဲ့နေတဲ့ဖို့ရဲ့ဉာဏ်ပညာရှိစွာနေတဲ့ဖို့ရဲ့သင်တဲ့ပညာရဲ့ကိုပြည်သူတိပညာရဲ့လို့ခေါ်တယ်။ပြည်သူတိပညာရဲ့ဆိုတာဘာတွေသင်တာတော့စီကံနဲ့ကြနေတဲ့ဖို့နဲ့ဉာဏ်ပညာရှိစွာနေတဲ့ဖို့ဟုတ်လားပြန်ပြောပါဦး။စည်းကမ်းရှိသွားနေတဲ့ဖို့နဲ့ဉာဏ်မြာရှိသွားနေတဲ့ဖို့မြမပြီမှာဘယ်လိုကြိုက်သလိုနေ ဘသူကမင်းတို့ပြောမဲ့သူမရှိဘူးကြိုက်တဲ့နေရာကွန်စားကြိုက်တဲ့နေရာကွန်ထွေအစ်စေးပဲနော်ဘိုးဘိုးတို့လိုင်းကားနဲ့လာလိုင်းကားပေါ်မှာအစားအစာအဲကွန်ကားထဲမှာစားလာဘိုးဘိုးက3-4ရောက်ရှိပြီတွေ့တာလေဖြူကမဲ့4000ကျွဲပေးရတယ်မင်းတို့လည်းသိရတယ်နော်အဲ့ဒါမဲ့ညဆိုရင်ချက်ပေါင်းနေစားလို့စားဟိုဝါရီစားတရားတွေစားငါနှစ်ခါသုံးခါရှိတွေ့ အော်အနက်နေရလေအဲကွန်းနဲ့သူ့ချာဟုတ်တော့အဲ့မရအဲ့ဒါကားဒရိုက်ဘာလည်းမပြောဘူးစပယ်ရလည်းမပြောဘူးဒီလူကလည်းမင်းဘလောက်ထိရုပ်လိုက်တယ်စီကံဘလောက်မဲ့လိုက်တယ်ရှက်ဖြာကြီးအဲ့ဒီလူတွေမြန်မာပြည်ပြန်မရောက်တော့ဒုက္ခရောက်တယ်ဟင်ဘလို့စင်ကီလောက်တော့လဲကြီးလိုက်စင်ကာပူမှာယထာတို့ကားတို့လူမြ public transportation လို့ခေါ်တယ် အဲ့တော့ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာတူးချင်းရဲ့ပိုင်ဆိုင်မှုများစွာတာကိုဖွံ့ဖြိုးတိုးတက်တယ်လို့မပြောဘူးဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုဟာအများတကြီးတကြီးတက်ဖွံ့ဖြိုးတိုးတက်မှုလို့ပြောတာလူများတွေဒီအချိန်အချိန်များများခီးရောက်မယ်ဟုတ်ပြီကြီးတန်ရထားတွေနဲ့လွယ်ကူခီးသွားလို့ရနော်ဘတ်စီ LRT တွေ MRT လျှက်စရထားတွေအလွယ်တကူခီးသွားလို့ရဈေးကုန်ကြမ်းလေးတက်တာမယ်တင်းလည်းမြဲမြဲခီးရောက်မယ်မပင်မပန်းချမ်းရမ်းတာခီးရောက် ဆိုတော့ public transportation ပေါ့လူအများစုပေါင်းပြီးသွားလို့ရတဲ့ကားတွေတော့ယထာတွေတော့လေရင်တွေအဲ့ဒါမျိုးတွေဖွံ့ဖြိုးတိုးတက်လာတာကဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုအဆက်ပြောတယ်အဲ့လိုမျိုးဘာလဲအဲ့ဒီ